အကြံပတ်စစ်တပ်ကကျင်းပဖို့ပြင်ဆင်နေတဲ့အထူးရောင်ရွေးကောက်ပွဲအပြီးမှာစစ်တပ်ရဲ့နိုင်ငံရေးအာဏာရယူထားမှုတွေအတိုင်းအတာတစ်ခုထိလျော့သွားပြီးအရက်သားပါတီတွေအနေနဲ့လုတ်ပိုင်ခွင့်တစုံတရာရရှိလာမယ်ဆိုတဲ့သုံးသပ်ပြောဆိုမှုတွေတစုံတစကြားနေရပါတယ်။ဒါဟာဖြစ်နိုင်ရဲ့လားဆိုတဲ့မေးခွန်းကိုကျန့်ဖို့ပါတီတို့ဝေကြိုကြီးအစင်မှအောက်ခြေအစင်တီစစ်အရာရှိများရုံးအုပ်နဲ့တက်ချက်ကြီးစီးရေးများပါမကြမ်းစုစုပေါင်း489ဦးမင်းအောင်လှိုင်အမိန့်ဖြင့်ပြောင်းရွှေ့ဆိုတဲ့သတင်းက ဖြေပေးလိုက်ပါတယ်။ကျန်းဖို့ပါတီဟာအရင်ကတည်းကဆက်အာနာရှင်တို့ရဲ့လက်ကင်တို့လက်ဝေကန်ပါတီဆိုတာလူတိုင်းသိပြီးသားပါ။လက်ရှိကျန်းဖို့ပါတီရဲ့ဥက္ကဋ္ဌခင်ကြီးဟာဆိုရင်လေအကျန်းဖတ်စစ်တပ်မှဗိုလ်မှူးချုပ်ရဲချုပ်တာဝန်တွေထမ်းဆောင်ခဲ့ပြီး2021ခုနှစ်ဆက်အာနာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆာကမှလည်းတီတောင်စုဝင်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။အခုသူကအတူရောင်ရွေးကောက်ပွဲမှာ နေပြည်တော်ဇေယသီရီမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ရောက်မှာဖြစ်ပါတယ်။ကျန်းဖို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌမျိုးစော်သိန်းဟာဆိုရင်လေအကျန်းဖတ်စစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးစစ်တပ်ရဲ့စစ်ရေးချုပ်ယာဒူးကနေ2022နှစ်ကုန်ပိုင်းမှာကျန်းဖို့ပါတီကိုပြောင်းရွှေ့လာခဲ့ပြီးပါတီဒုဥက္ကဋ္ဌဖြစ်လာခဲ့တာပါ။သူကအတူရောင်ရွေးကောက်ပွဲမှာဘကိုးတိုင်းပေါက်ခေါင်းမြို့နယ်ကနေဝင်ရောက်မှာဖြစ်ပါတယ်။ ။ငကုတ်ကလေးကစစ်သားဟောင်းတွေညားစွာနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်လက်ဝေကန်ပါတီကြံ့ဖွဲ့တဲ့ကိုမင်းအွန်လိုင်းကသူ့လူယုံတွေကိုထတ်ထည့်ပြီးအတုယောင်ရွေးကောက်ပွဲပြီးအခင်းကျင်းမှာပါ။စစ်တပ်ရဲ့နိုင်ငံရေးအခမ်းကဏ္ဍကိုမယုံမယော့အောင်ကြံစည်ဆောင်ရွက်နေတာက လေပြင်းမှာဆင်သွားသလိုထင်ရှားနေပါတယ်။လက်ရှိနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်စကာမရဲ့အဖွဲ့ဝင်နဲ့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီယုံအမှုဆောင်ချုပ်ဖြစ်တဲ့အောင်လင်းထွေးကိုလည်း ကျန်းဖို့ပါတီကိုပို့ပြီးအတူရောင်ရွေးကောက်ပွဲမှာနေပြည်တော်မြို့သားလွှတ်တော်မဲဆန္ဒနဲ့ PR ကနေဝင်ပြန်ခိုင်းထားပါတယ်။အောင်လင်းတွေးဟာအကျန်းဖတ်စစ်တပ်မှာဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပြီး2021ဆက်အနာသိမ်းပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဆကမှာအတွင်ရင်မှုအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။လက်ရှိမှာဝင်ကြီးချုပ်ယာဒူးနဲ့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဆကမအဖွဲ့ဝင်ယာဒူးတို့ကို ပေးအပ်ခြင်းခံထားရတဲ့ မျိုးစောကိုလည်းအတုယောင်ရွေးကောက်ပွဲမှာကိုကိုကျုံပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်ခိုင်းထားပါတယ်။မျိုးစောဟာအကြံဖတ်စစ်တပ်မှဝေကြုံကြီးဖြစ်ခဲ့ပြီး2021ဆက်အာနာတင်ပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆကမှလည်းအဖွဲ့ဝင်နဲ့မင်းအောင်လှိုင်ရဲ့အကြံပေးအဖြစ်လောက်ကင်ခဲ့သူဖြစ်ပါတယ်။လက်ရှိပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝင်ကြီးရာဒူခန့်အချင်းခံထားရပြီးရခင်ကအကြံဖတ်စစ်တပ်မှ ဝချုပ်ကြီးအဖြစ်လုပ်ခဲ့မှုတဲ့ညာထုံးဦးကိုလည်းအတူရောင်ရွေးကောက်ပွဲမှာပြင်ဦးလီမျိုးနယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ခိုင်းထားပါတယ်။ညာထုံးဦးဟာလည်း2021ဆရာနာတင်ပြီးဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆကမှဒုတိယဝင်ကြီးချုပ်ပို့ဆောင်ရေးနဲ့စက်သွယ်ရေးဝင်ကြီးကာကွယ်ရေးဝင်ကြီးနေရာတွေမှာတောင်းဝင်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဒါအပြင်လက်ရှိမှာပြန်ကြားရေးဝင်ကြီးယာဒူးကိုခန့်အပ်ခြင်းခံထားရပြီး ရခင်ကအကြံဖတ်စစ်တပ်တွင်ဗိုလ်ချုပ်ယာဒူးနဲ့နေဆက်ရေးရာဒုတိယဝန်ကြီးဖြစ်ခဲ့ဘူးတဲ့မောင်မောင်အုံးကိုလည်းအတူရောင်ရွေးကောက်ပွဲမှာနေပြည်တော်တက်ကုန်းမြို့နယ်ပြည်သူ့လွှတ်တော်နေရာမှာဝန်ခိုင်းထားတာတွေ့ရပါတယ်။မောင်မောင်အုံးဟာနေဆက်ဒေတာများရှိအွန်လိုင်းကြားဖြတ်ငွေလိမ်လုပ်ငန်းတွေနဲ့များစွာပတ်သက်ဆက်နွယ်နေသူတစ်ဦးဖြစ်ပြီးဟိုတယ်နှင့်ခီးသွွာလာရေးဝန်ကြီးဌာနဒီလောင်စုဝန်ကြီးအဖြစ်၎င်းရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်၎င်းတာဝန်ယူခဲ့ဘူးသူဖြစ်ပါတယ်။ နောက်ပြီးအကြံဖတ်စစ်တပ်မှ2000ခုနှစ်တုန်းကဗိုလ်မှူးကြီးအဆင့်နဲ့စစ်ဦးစီးအရာရှိချုပ်လေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဗိုလ်မှူးချုပ်အဖြစ်တိုးမြင့်ခြင်းခံခဲ့ရသူ2003ခုနှစ်မှာဗိုလ်ချုပ်အဆင့်နဲ့ကာကွယ်ဦးစီးချုပ်လေးအဖြစ်တာဝန်ယူခဲ့သူမြတ်ဟင်းကိုလည်းအတူရောင်ရွေးကောက်ပွဲမှာနေပြည်တော်ဒက္ခိဏသီရိမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်ခိုင်းထားပါတယ်။မြတ်ဟင်းကဦးသိန်းစိန်လက်ထက်မှာ ဆက်သွယ်ရေးနဲ့တရင်အချက်အလက်ဤပညာဝန်ကြီးဌာနရဲ့ဝန်ကြီးဖြစ်ခဲ့ပြီး2016ခုနှစ်မှာကျန်းဖို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ဆေးအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲမှာအကြံဖတ်စစ်တပ်ရဲ့ယာဒူးအကြီးပိုင်းတွေဖြစ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းတမတော်စစ်စည်းအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးစိုးတင့်နိုင်ဆေးယာဒူးခန့်ချုပ်ဒုဗိုလ်ချုပ်ကြီးလင်းအောင်စစ်ရေးချုပ်ဒုဗိုလ်ချုပ်ကြီးဖုံမြတ် အမှတ်3စစ်စင်ရေးအထူးဖွဲ့မှုဒုဗိုလ်ချုပ်ကြီးတေဇကျော်စတဲ့ဒုဗိုလ်ချုပ်ကြီးတွေကလည်းအရက်ဝတ်လဲပါဝင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်ရှင်းနေကြီးဥက္ကုဏီကိုလှုပ်ကြံတပ်ဖြတ်ခဲ့တဲ့အမှုမှာအဓိကကြိုးကင်သူဖြစ်တဲ့လင်းစော်ထွန်းဆိုတဲ့ပုဂ္ဂိုလ်ကလည်းအတူရောင်ရွေးကောက်ပွဲမှာကျန့်ဖို့ပါတီကနေတဆင့်မိုင်းဖြတ်မြို့နယ်ကနေဝင်ပြိုင်မယ်ဆိုတာလည်းရှိပါသေးတယ်။ဆိုတော့ကအတူရောင်ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့နိုင်ငံရေးအာဏာကိုရှော့ချပြီးအရက်သားတွေကို အာဏာခွဲဝေပေးဖို့လုပ်တဲ့ရွေးကောက်ပွဲမဟုတ်ပါဘူး။ပြည်သူတွေကိုတတ်ပြီးစစ်ရာဇဝတ်မှုများစွာကျူးလွန်ထားတဲ့စစ်ရာဇဝတ်ကောင်တွေက သူတို့ရဲ့သွေးစွန်းနေတဲ့စစ်ယူနီဖောင်းကိုချွတ်တိုက်ပုံလဲဝစ်ပြီးစစ်တပ်အာဏာတည်မြဲရေးကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးဟန်ပြပြုလုပ်မဲ့အတုယောင်ရွေးကောက်ပွဲသာဖြစ်တယ်ဆိုတာခုလောက်ဆိုရင်တော့ပြည်မြင်နားလေလောက်ပြီထင်ပါတယ် အဒီတော့ဒီအတူရောင်ရွေးကောက်ပွဲပြီးလဲတိုင်းပြည်ကတော့ 2B တိုးတက်ပြောင်းလဲလာစရာဘာအကြောင်းမှမရှိပါဘူးပြည်သူ့နေဦးတော်လိုင်းရေးအပီးတိုင်အောင်မြင်မှသာလျှင်တိုင်းပြည်ရဲ့တိုးတက်ပြောင်းလဲရေးလမ်းစပေါ်ခြေချနိုင်မှာဖြစ်တာကြောင့်အတူရောင်ရွေးကောက်ပွဲကိုခြေစုံကန်ပြီးပြည်သူ့တော်လိုင်းရေးကိုဆက်လက်ထောက်ပို့ဝန်းရံကြဖို့တိုက်တွန်းပြောကြားလိုက်ခြင်းပါတယ်ကျွန်တော်မောင်သိမ့်ပါ